ကချင်ပြည်နယ်ဖားကန့်မြို့နယ်ယူမာကျေးရွာမှာဒီကနေ့ဒီဇမလ9ရက်နေ့မနက်ပိုင်းက KIO ရဲတပ်ဖွဲ့ဝင်တယောက်ပြစ်ခတ်ခံရပြီးတေဆုံးနေတဲ့အလောင်းကိုတွေ့ရှိရလို့ဒေသခံတွေစီကနေသိရပါဗျ။ဖားကန့်ယူမာကျေးရွာရွှေကြောက်ဆောင်စတိုးဆိုင်နားမှာမနေ့ကညပိုင်းကတည်းကတနက်နဲ့အပြစ်ခံထားရတာဖြစ်ပြီးလယ်ပင်ကြီဖောက်ထွက်ဒဏ်ရာနဲ့တေဆုံးနေတာကြောင့်အလောင်းကိုမိသားစုဝင်တွေကတေဆောင်သွားပြီလို့ဆိုပါဗျ။ တေဆုံးသူက KI ကိုရဲအရာရှိဖြစ်တယ်ဆိုတာကိုမိသားစုနဲ့နှိဆက်တဲ့တော်လန်ရင်အတိုင်းဝန်ကအတီးပြုတ်နိုင်ပြီးလေဘင်းကိုညာဘက်ကနေတနက်အတူနဲ့ပြစ်ခတ်ခံလိုက်ရတယ်လို့ဖားကန်ဒေတာကန်တယောက်က DVV ကိုပြောပါရယ်တေဆုံးသူကစိတ်မူကြီးရွာနေကိုအောင်တာဖြိုးခေါ်အောင်တန်းဖြစ်ပြီးဘာကြောင့်ပြစ်ခတ်ခံရတယ်ဆိုတာကိုတော့မသိရသေးဘူးလို့ဆိုပါရယ် အဲ့ဒီယူမာကြေးရွာဟာဖားကန့်စိတ်မှုသွားအဓိကလမ်းမကြီးပေါ်မှာရှိတာဖြစ်ပြီး2024ခုနှစ်ကစိတ်မှုတိုက်ပွဲမှာ Lucky Man Hotel ကနေပြန်ဆုတ်လာတဲ့စစ်ကောင်စီတပ်တရားအဲ့ဒီရွာက Ever Company ညှောချန်ထဲမှာတက်ဆွဲနေတာရှိတယ်လို့ဆိုပါတယ်ဖားကတ်မှာစစ်တပ်ဘက်ကတရချားတခါညဘက်တီမှာလက်နက်ကြီးလက်နက်ငယ်တွေ drone နဲ့ပုံကျဲပြစ်ခတ်တိုက်ခိုက်တာတွေပြုလုပ်နေသလိုတော်လန်ရေးတပ်တွေဘက်ကလည်း drone နဲ့တိုက်ခိုက်တာမိုင်းဆွဲတိုက်ခိုက်တာတွေရှိနေတယ်လို့ဆိုပါရရှင်